လာပါခင်ဗျာကျွန်တော်တို့ဘာမှစံစံကယ်ရရဲ့ basic user writing training ပြန်လေးစတင်လိုက်ပါပြီပြီးခဲ့တဲ့ရက်တွေကတော့ကျွန်တော်တို့အချက်အလက်တွေကိုဘယ်လို verify လုပ်ရမလဲနောက်သတင်းတူတွေသတင်းမှားတွေကိုဘယ်လို respond လုပ်ရမလဲ channel list တွေအနေနဲ့ဘယ်လိုတောင်းရင်းရှိရဆိုတဲ့စာတွေကိုကျွန်တော်တို့မျှဝေခဲ့ပါတယ်ဒီနေ့တော့သတင်းတစ်ပုဒ်ရဲ့အခြေခံအကြောင်းအစိတ်ပိုင်းဖြစ်တဲ့ core parts ဖြစ်တဲ့ ဘာချောက်လုံးတောင်းကိုပြပြသွားမှာပါစံစင်မှာဘာချောက်လုံးကအင်တန်ရေးကြည့်ပါတယ်တရေတော့တယောက်တည်းလည်းအင်တန်ရေးကြည့်ပါတယ်တရေတော့မှာဘာချောက်လုံးပေါဝင်မဖြစ်မနေပေါဝင်ရမယ်လို့အဲဒါဆရာကြီးအမြဲပြောလို့ရှိပါတယ်ဘာချောက်လုံးဆိုတာကတော့ကျွန်တော်တို့ဗမာလိုဆိုရင်တော့ဘာကုန်းချောက်လုံးဘာချောက်လုံးလို့ပြောလို့ရှိပြီးအင်္ဂလိပ်လိုဆိုလို့ရှိရင်တော့ fight to h w ငါးလုံးနဲ့ h တလုံးလို့ပြောလို့ရှိပါတယ်အဲပထမဆုံး fight လို့ခေါ်တယ်ဘာဖြစ်တာလဲဗျာဘာဖြစ်တာလဲဆိုတော့က ဒီနေရာမှာဘာဖြစ်သွားတာလဲဒီဖြစ်ရကဘာဖြစ်တာလဲဆိုတဲ့အစားကိုကျွန်တော်တို့သိအောင်လုပ်တာပါဆိုတော့ကဒီဖြစ်ရကအာနာတေမှုလားဒါမှမဟုတ်ဒီဖြစ်ရကရတိုင်းမှုလားဒီဖြစ်ရကစစ်ကြောင်းထုတ်လာတာဒါမှမဟုတ်ဒီဖြစ်ရက တိုက်ပွဲတွေကိုအောင်နေကြတာကြာရှုံးလိုက်ကြတာဒီတည်ဆုံးတာအစတဖြင့်ဘာဖြစ်တာလဲကိုကျွန်တော်တို့သိရှင်အောင်လုပ်ဖို့ရပါတယ်သိရှင်အောင်လို့ဒီတနေ့ထဲမှာထည့်သွင်းပြသမှာဖြစ်ပါတယ်နောက်ဘာဒီနေရာမှာဘာဖြစ်သွားတာလဲကိုသိရှိပြီဆိုတာနဲ့အဲ့ဖြစ်ရမှာဘသူတွေပါဝင်ပတ်သက်တာလဲဆိုတာကိုကျွန်တော်စုံစမ်းရပါတယ်အဲ့ဒါကျွန်တော်မျှော်တာဘာဖြစ်တာလဲအခုဘသူတွေပါဝင်ပတ်သက်တာလဲ ဘယ်သူတွေပါဝင်ပတ်သက်တာလဲဆိုတော့အင်္ဂလိပ်ကိုပို့ဖြစ်ပါတယ်။ခုနကတော့ကွတ်အကြောင်းဖြစ်ပြီးခုကတော့ပို့အကြောင်းဖြစ်ပါတယ်။အဲ့တော့ဘယ်သူတွေပါဝင်ပတ်သက်တာလဲဆိုတော့ကျုပ်လူတွေကောခံရသူတွေကောတိုက်ရောက်ခဲ့တယ်လို့ဆိုကြတာပါ။အဲ့တော့မဖြစ်တာလဲအဲ့ဒီတော့ဘာဖြစ်တာလဲဆိုတာကိုသိရှိသွားခဲ့ပြီ။ဘာဘယ်သူတွေပါဝင်ပတ်သက်တာလဲသိရှိသွားခဲ့ပြီ။ဒါကဘယ်နေရာမှာဖြစ်ပေါ်တာလဲ။ဒီခါလေးကြားလို့ရှိရင်နေရာကတနေရာလေးဖြစ်ချင်မှဖြစ်တယ်။ဘယ်နေရာလေးဘယ်နေရာကြီးဖြစ်တယ်။ ဘယ်နေရာအကူလုံးဖြစ်တယ်ဘယ်မျိုးတွေဘယ်ပြည်နယ်တွေဘယ်တိုင်းတွေပါပေါ့မလဲစတဲ့နေရာတွေအများကြီးလည်းဖြစ်နိုင်ပါတယ်အဲ့တော့ဘယ်နေရာတွေမှာဖြစ်တာလဲဘယ်နေရာမှာဖြစ်တာလဲဆိုတဲ့ပစံမျိုးတစ်ခါတည်းတစ်ဆင့်ဖြစ်ရဖြစ်တင်ဖြစ်ပေါ်ရနေရာတနေရာအဲတော့ဘာအဖြစ်အဆုံးတစ်ပိုင်းနေရာတနေရာဖြစ်တယ်ပါဥပမာဆိုပါလို့အလူတွေကိုတစားကန်နေရဖန်ဆီးခဲ့တာလူတွေဖြစ်ပြီးတက်ဖြတ်အဲ့ဒီတစားကန်တွေတက်ဖြတ်ခဲ့တာနောက်တနေရာ နောက်ရော်ရောင်းမှာဖြစ်နိုင်ပါတယ်ဆိုဆိုလာတီဆိုတာအဲ့တော့ဘယ်နေရာဒီမှာဖြစ်ပွားခဲ့တာလဲဆိုတော့ဒါလည်းပထမအဆင့်တန်းအရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုပါနောက်ထပ်အရေးကြီးရဲ့ဘာကုန်တလုံးကဘယ်အချိန်ကဖြစ်ပွားခဲ့တာလဲဆိုတော့ဘယ်အချိန်ကဆိုတော့အင်းကြီးလို့တော့ one လို့ကျွန်တော်တို့ဆိုလာပါတယ်ဆိုတော့ဘယ်အချိန်ကဖြစ်ပွားခဲ့တာလဲဒါမှမဟုတ်ဘယ်အချိန်ကနေဘယ်အချိန်ထိဖြစ်ပွားတာလဲဒါမှမဟုတ်ဘယ်အချိန်ကြီးဆက်ဖြစ်အောင်ပါလဲစသည်ဖြင့်အချိန်နဲ့ပတ်သက်တဲ့ ဒီဖြစ်ရည်ကြီးတစ်ခုလုံးရဲ့အချိန်ကြီးတိုင်းကြရည်နဲ့ပတ်သက်တဲ့အရာအားလုံးကိုကျွန်တော်တို့အဲဒီဘာကုန်းအောင်မှာထည့်ထားပါတယ်ပေရှင်မှာဖြစ်ပျက်ခဲ့တာလေနောက်တစ်ခုကတော့ဘာကြောင့်ဖြစ်ပွားတာလဲပေါ့ဘာကြောင့်ဖြစ်ပွားတာလဲဆိုတော့ဒီဖြစ်ရည်ကြီးတစ်ခုလုံးကဘာကြောင့်ဖြစ်ပွားတာလဲဒီဖြစ်ရည်ကိုဖြစ်ပေါ်လာစေတဲ့ဖြစ်ပေါ်လာစေတဲ့အကြောင်းရင်းကဘာကြောင့်လဲဆိုတာကိုကျွန်တော်တို့ရှင်းပြပေါ်ထုတ်ရပါမယ်အခုဆိုရင်ကျွန်တော်တို့ကဘာကုန်းငါးလုံးရှိတာပြီအဲဘာကုန်းငါးလုံးကကျွန်တော် င်္ဂလိပ်လိုပြန်ပြောရမယ်ဆိုရင် what ပါတယ်မဖြစ်တာလေ who ဘသူတွေပေါင်းတက်တာလေ where ဘယ်နေရာမှာဖြစ်ပွားခဲ့တာလေ why ဘယ်ချိန်ကဖြစ်ခဲ့တာလေ point ဘာကြောင့်ဖြစ်ခဲ့တာလဲဆိုရယ်ဘာကောင်းမှာရှိပါလိအဲ့ဒါကတော့တလူငါလို့လည်းခေါ်ရတယ်နောက်ထပ်အရေးပါတဲ့ဘာကောင်းလုံးကတော့ home ဖြစ်ပါတယ်ဘယ်လိုဖြစ်ွားတာလဲဘယ်လောက်ဖြစ်ွားတာလဲအဲ့တော့ဘယ်လိုအခြေအနေမျိုးဖြစ်ွားတာလဲဘယ်လိုဆိုးဆိုးရွားဖြစ်ွားတာလဲဥပမာဒီဖြစ်ရခြင်းဥပမာဘယ်လောက်တောင်ပြေဆုံးွားတာလဲဘယ်လောက်တောင်ထိတိုင်ညံ့တာသွားတာလဲစသဖြင့် value ဘယ်လောက်ဆိုရယ်အခြေအနေကိုပို့ပြီးသတင်းစစ်ချက်ချက်နာနာပေါ်ပြနိုင်လို့ရရှာပြီးပေါ်ထုတ်တဲ့လုပ်ငန်းတွေမှာအဲ့အချက် က်တွေဒီနေရာမှာဒီဖြစ်ရဲ့ဒီမှာလူတွေတော့ဘလောက်တောင်ထိခိုက်သွားတယ်။ဒါမှမဟုတ်ဘလို့ဖြစ်ရဲ့ဒီဖြစ်ပွားခဲ့တဲ့စသဖြင့်ဖြစ်ရဲ့ဟိုအသေးစိတ်ရှင်းပြတဲ့နေရာမှာဟောင်းလာအင်တန်ကြီးပါပါတယ်။အင်းလေးဆိုဆိုရင်ကျွန်တော်အစောပိုင်းကပြောခဲ့တာက fight လို့ဖြစ်ပြီးအခုပြောခဲ့တာ h ပါ။အဲ့တော့ကျွန်တော် fight ကို h လို့ခေါ်ရတယ်။ဒီမှာလို့ဆိုရင်လည်းမျိုးပေါ်နေအကုန်လုံးကတော့ဘာကုန်းနဲ့စတာဖြစ်တဲ့ကြောင့်ဘာကုန်း၆လို့ကျွန်တော်ပြောလို့ရှိပါတယ်။ 昨天到这个，昨天皮的得过。上回过出来嘛，啊。里办公吵隆隆，送内上路下回过出来了，哎，里办公吵隆隆，过也一天天嘛。 တင့်တော်လာစိတ်ပိုင်းလာဘယ်မှာဘောကပိုရေးကြည့်ရစီရဥစ္စာကို focus ဖြတ်ရှိတော့ကျွန်တော်တို့ဒင်းရေးတာပါလေဘာပုံး၆လုံးမစုံနဲ့ရေးရတဲ့နေရာအားကောင်းလို့ရှိပါဘူးအချက်လက်ဖြစ်စစ်တွေလည်းကြောက်ဆုံးနေလို့ရှိပါရဲ့လူရဲ့စိတ်ကြောင့်လည်းတစ်ခါတည်းမှာရောကြတတ်ပါလေအဲဒါကြောင့်ကျွန်တော်တို့ကနောက်တစ်ခါကျတော့အဖြစ်ပြက်ကိုလူရဲ့တည်တည်ချာချာနားလည်နိုင်ပြီးရောကြတတ်ပါလေဒါကြောင့်ကျွန်တော်တို့ကလည်းပုံတန်ကိုဖြစ်နိုင်ရင်ဘာပုံး၆လုံးကိုစုံအောင်စူးစမ်းအထောက်အပံ့ပါလေအခြေခံဒေသရှင်များစဉ်းစားမှာအခြေအကျဆုံးစိတ်ပိုင်းအနေနဲ့အငြင်းထက်နေတဲ့ ြားလေ့ရှိတာကတော့ပါမုံချအရင်ဖြစ်ပါတယ်နောက်ပတ်ဒီမှာတော့တနင်္လာနေ့ဆိုင်တဲ့အချက်လက်တွေကိုဆက်လက်ညှိနှိုင်းတော့မှာဖြစ်ပါတယ်